မစ်ယူနီဗာစ်ကိုဟောလီရဲ့အိမ်မက်အိမ်မက်ဆိုတာကဟိုဖြစ်ချင်တဲ့အိမ်မက်မဟုတ်ဟောလီနှစ်နှစ်အရင်ကမတ်တဲ့အိမ်မက်ကြောင့်ဟောလီတန်ဖြစ်တာပါရှင်ငငယ်ကတော့ဒီမစ်ယူနီဗာစ်တို့မစ်ဝေါ်တို့အဲ့လိုမျိုးတိုင်ချင်ခဲ့ရတယ်ဒါပေမဲ့ဟောလီရဲ့ experience တွေ knowledge တွေအဲ့ဓာရီကခုခုကိုမပြည့်စုံလို့လည်းခံစားရတယ်ပြောလို့ရှိရင်အဲ့ဒီတော့ကဒါဟောလီပြိုင်ခဲ့မယ်ဆိုလို့ရှိရင်ဒီလောက်ပဲပျော်မှာလည်းမဟုတ်ဘူးအိမ်မက်ကြောင့်လည်းပါတယ်ပြောလို့ရှိရင်ဒီပြိုင်ပွဲကိုမရမကဟောလီရဲ့စိတ်ဝိညာဉ်တွေကတုံ့ပြန်တဲ့အတွက် အရန်လဲဝမ်းတာတယ်ဒီ Miss Universe မြန်မာအထိရောက်လာတာကိုလည်းဟိုအရန်ကိုလည်းကျေးဇူးပါတယ်ရှင်ရှင်ဟိုလီတော့တောင်းပူဇာပြုနေရောရှင်ပြချင်းဖြစ်ပါတယ်။ဟိုလီကတော့ဒီ Miss Universe ကိုဟိုလီရဲ့အိမ်မက်အိမ်မက်ဆိုတာကဟိုဖြစ်ချင်တဲ့အိမ်မက်မဟုတ်ဟိုလီနှစ်နှစ်အရင်ကမတ်တဲ့အိမ်မက်ကြောင့်ဟိုလီပြန်ဖြစ်တာပါရှင်။ဟိုလီအသက်ကလည်းဟို38နှစ်ရှိပါပြီ။ဒါမှမဟုတ်ဆိုတော့ဟိုလီကဒီ Miss လောကကိုမဝင်တော့ဘူးလို့ဆုံးဖြတ်ထားတာပေါ့ အဲ2006မှာတော့ဟိုလေ Miss Bollywood ရထားပြီးသားပါဒါပေမဲ့2009မှာဟိုလေနိုင်ငံခြားထွက်သွားပြီးတော့ဟိုလေမလုပ်ဖြစ်တော့ဘူးပေါ့နော် model လောကမလုပ်ဖြစ်ပဲနဲ့ဒီဒီနှစ်နှစ်အရင်ကဟိုလေအိမ်မက်မက်တယ်ပေါ့နော်ဟုတ်ပြန်ပြီအဲ့အိမ်မက်အရာဟိုလေကလာပြိုင်လာပါရှင့်ကောင်းပါ ေါ့နော်ငငယ်ရတော့ဒီ Miss Universe လို့ Miss World လို့အဲ့လိုမျိုးတိုင်ချင်းခဲ့တယ်ဒါပေမဲ့ခေါလိရဲ့ experience တွေ knowledge တွေအဲ့ဓာတွေကကိုယ့်ကိုယ်ကိုမပြည့်စုံလို့လည်းခံစားရတယ်ပြောလို့ရှိရင်အဲ့ဒီတော့ကဒါခေါလိပြိုင်ခဲ့မယ်ဆိုလို့ရှိရင်ဒီလောက်ပဲပျော်မှလည်းမဟုတ်ဘူးဒီလောက်လည်းအဲ့လိုပေါ့နော်အရင် ဟိုလိုချင်နေဆိုရဲဟာလည်းတိတ်မဖြစ်ခဲ့ဘူးပေါ့ဒါပေမဲ့အခုအချိန်မှာပြိုင်ဖြစ်သွားတာဒီအိမ်မက်ကြောင့်လည်းပါတယ်ပြီးတော့လို့ရှိရင်ဒီပြိုင်ပွဲကိုမရမကဟိုလီရဲ့စိတ်ဝိညာဉ်တွေကတုံ့ပိုးတဲ့အတွက်ကိုရောက်လာတော့အဲဒီအတွက်လည်းဟိုလီအရန်လဲဝမ်းတာတယ်ဒီ Miss Universe မြန်မာအထိရောက်လာတာကိုလည်းဟို အရင်ကလည်းကျင်းနေပါတယ်ရှင်။ Quality ကဒီ Miss University မှာပေါ့နော်ဒီဟာကိုစိုးရိမ်မှုဆိုတာတော့မရှိဘူးပေါ့နော်။မရှိဘူးဆိုတာက Quality ရဲ့အခုဒီ Miss University မြန်မာကိုရောက်လာမရောက်လာခင်ဒီ City ပွဲမှာကလေးက Quality ကိုဒီလမ်းကြောင်းနေပေးနေတာလေ။ဟိုအစစအရာကိုချိုးတင်ကိုကမပြင်ဆင်မဲနဲ့ဟိုပြင်ဆင်ပေးနေတာအဲ့လိုမျိုးကြီးဖြစ်နေတဲ့အတွက်ပေါ့။ Quality မှာစိုးရိမ်စိတ်တော့မရှိဘူး။ဟိုအဓိကတော့ဘာလဲဆိုတော့စူးစမ်းမယ်အဓိက Quality ရဲ့ဒီ outer beauty ကတော့ဒါ god gift ပေါ့နော်ပေးထားတာရှိပြီးသားဖြစ်တယ်အဲ့ဒီဟာကိုပဲ maintain လုပ်သွားမယ်ပြီးတော့လို့ရှိရင် coffee တဲ့အခါလဲစူးစမ်းသွားမယ်ထပ်ပြီးတော့အဲ့ဒီအတွက်ပေါ့ပြီးတော့လို့ရှိရင်ဒီဟာကိုလည်းဟိုလီဟိုပျော်ရမယ်လို့ဟိုယုံကြည်နေပါတယ်ရှင်ခလီဒီ miss universe နဲ့မှာဒီပထမအဆုံးခြေလမ်းလေးမှာပဲသူတို့ဒီ fan တွေကတခဲနဲ့အားပေးတယ်ဟိုလီအရန်ဝမ်းတာပေါ့ငါသား ဟိုမမျောလင့်ထားအောင်ဒီလောက်ကြီးချက်ချင်းနေ request time မှာတွေဟိုရလာမယ်ဆိုတဲ့ဟာကိုမမျောလင့်ထားအောင်ဒါပေမဲ့အရန်ကိုကျင်းတဲ့ party ဖြစ်ပါရဲ့ရှင်ဟုတ် Holly ကအစိမ်ခေါ်မှုကတော့လေ Holly ရဲ့ Holly ကတော့သူများအထက်ကို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 ပို့ပြီးစိမ်ခေါ်တယ်တနေ့နဲ့တနေ့ Holly ကအမြဲတမ်း daily မှာကိုကိုကို challenge ခေါ်တတဲ့အမျိုးသမီးတစ်ယောက်ဖြစ်တဲ့အတွက်လေအာစိမ်ခေါ်မှုကတော့ကိုကိုကိုအမြဲတမ်းရှိပါရဲ့ရှင် Holly ပေါ့နော်ဒီအထက်ပို့ပြီးတော့လဲစူးစမ်းမယ်ဒီ Miss Universe မြန်မာမြန်မာအတွက်ပို့ပေါ့နော် Holly လေးနဲ့ထားပြီးစူးစမ်းမှဖြစ်တဲ့အတွက်ကိုကလေးကိုတခင်းနဲ့အားပေးကြပါအောင်လို့ပြောချင်ပါတယ်ရှင်